ကဲမင်္ဂလာပါလို့အရောက်တိုင်းလေးရှိဦးစွာပြီးနှုတ်ဆက်ပါတယ်ကျွန်တော်ရဲ့ channel ကိုကျွန်တော်ရဲ့ no type up channel ကိုအစီအမံအားပေးကြည့်ရှုပြီးတဲ့အတွက်ကြောင့်လည်းအထူးကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကုနာငယ်ကိုစီတို့ရဲ့ reaction လေးပဲဖြစ်ပါတယ်အတူတူကကြည့်ရှုနားဆင်ကြရအောင်ခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်ကိုအကျန်းဖက်မင်းအွန်လိုင်းတက်ရောက်မှာဖြစ်တဲ့အတွက်အဲ့ဒီကိုလာမဲ့သူတွေရဲ့ကိုရေးအချင်း နောက်ကျောင်းရာဇဝင်တွေစီစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်ထားရုံနဲ့မကဒရုန်းကနဲ့ဂျမ်မာတွေပါအများပြချထားပြန်တယ်လို့မန္တလေးတက္ကသိုလ်ဆရာဆရာမအတိုင်းဝိုင်းကပြောပါတယ်မနက်ဖြန်အော်တိုဘာလ၄ရက်နေ့မှာမန္တလေးမြို့မဟာအောင်မြေမြို့နယ်83လမ်းပေါ်မှာရှိတဲ့မန္တလေးတက္ကသိုလ်အတွက်နှစ်တရာပြည့်အခမ်းအနားဖွင့်ပွဲနဲ့ဆက်ဆက်အခမ်းအနားကိုအကြံဖက်မင်းအွန်လိုင်းနဲ့သူ့မိန်းမကျူကျူလှတို့လာရောက်ဖွင့်လှစ်မှာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက် အခမ်းအနားကိုလာမဲ့သူတွေအားလုံးရဲ့ကိုယ်ရေးအကျဉ်းတွေနောက်ကျောင်းရာဇဝင်တွေကိုစစ်ဘက်ရဲရလုံခြုံရေးတပ်ဖွဲ့ကစီစစ်ပြီးစီဒီအမ်ဝင်တန်းတွေနဲ့အမျိုးတော်ဆက်သူတွေဆွေမျိုးတွေနိုင်ငံရေးအမှုနဲ့ထောင်ချထားသူတွေရှိတာနဲ့တက်ရောက်ခွင့်မပေးဘူးလို့မန္တလေးတက္ကသိုလ်ဆရာဆရာမအတိုင်းဝန်ကပြောထားပါလေဒါအပြင်အဲ့ဒီမန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်မှာလေလုံခြုံရေးတွေအထူးတင်းကျပ်ထားပြီး drone jammer တွေ drone gat တွေကိုပါအများပြချထားရုံနဲ့မကဘူး ဆက်တွယ်ရေးဖြတ်တောက်ဆက်တွေတက်ဆင်ထားတဲ့ကားတွေကိုလည်းမန္တလေးမြို့မှာလှည့်လည်ခိုင်းထားပြီးအဓိကကတော့မင်းအွန်လိုင်းအခမ်းအနားလုပ်နေတဲ့အချိန် drone နဲ့ဘုံကျဲတက်ခတ်ခံရမှာကြောက်လန့်နေတဲ့အတွက်အခုလိုလုံခြုံရေးတွေအဆမတန်တင်းကျပ်နေကြတာဖြစ်တယ်လို့လည်းမန္တလေးတက္ကသိုလ်ဆရာဆရာမအတိုင်းဝိုင်းကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မကွေးတိုင်းငပဲမြို့နယ်မှာရှိတဲ့အချက်ဖတ်စစ်တပ်ရဲ့နေရီကန်စခန်းကုန်းဝင်းကျင်ကတိုက်ပွဲတွေအတွင်းကနေထွက်ပြေးလာကြတဲ့စစ်သား28ဦးကို ေါ်လန်ရစ်တက်တွေကအရှင်ဖန်းစီရမိထားပြန်တယ်လို့ People's Revolution Alliance ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်အဲ့ဒီငဖဲမြို့နယ်ကဂျက်ဖစ်စတက်ရဲ့နေရီကန်စခန်းကုန်းကနေလေစစ်သားတွေဟာမကြကနာဆိုသလိုထွက်ပြေးလာကြပြီအဲ့ဒီလိုထွက်ပြေးလာတိုင်းလဲအဲ့ဒီစခန်းကုန်းပတ်ဝန်းကျင်မှာရှိတဲ့တော်လန်ရစ်တက်တွေကအဲ့ဒီစစ်သားတွေကိုမကြကနာဆိုသလိုဖမ်းဆီးရမိနေတယ်ဆိုပါတယ်အခုလဲစတင်ဘာလအတွင်းမှာတဲ့အဲ့ဒီနေရီကန်စခန်းကုန်းဝင်းကျင်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းကနေ အကျန်းဖတ်စစ်တရဲ့တမကုကုနဲ့စကခစခုံလက်အောက်ကစစ်သား29ဦးကိုနှစ်ပုတ်ခွဲပြီး BRE မကွေးတပွဲကအရှင်ဖန်းစီရမိခဲ့ပြန်တယ်လို့ဆိုပါတယ်အဲ့ဒီလိုဖန်းစီရမိထားတဲ့စစ်သုံးပန်း29ဦးထဲမှာစစ်မှုန်တတအစ်စ်တွေအများစုပါဝင်နေပြီးလက်ရှိမှာတော့အဲ့ဒီစစ်သုံးပန်း29ဦးစလုံးကိုဒေါ်လာရင်းတတွေကဥပဒေနဲ့အညီကောင်းကောင်းမွန်မွန်ထိမ့်သိမ်းထားပါတယ်လို့ People's Revolution Alliance ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောထားပါတယ်လက်ရှိ အဲ့ဒီမကွေးတိုင်းအဆက်ကငဖဲမျိုးနဲ့အမ်ဒန်လမ်းတလျှောက်နဲ့ပသိမ်မုံရွာလမ်းပိုင်းတွေမှာ BRA မကွေးတပ်ဖွဲ့ကမဟာမိတ်တွေနဲ့အတူပူးပေါင်းပြီးတိုက်ပွဲတွေပေါ်ဆောင်နေတယ်လို့လည်း People's Revolution Alliance ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပကိုးတိုင်းအုပ်ဖို့မြို့နယ်ကဂျိုကိုဘင်ကျေးရွာဘက်စစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချင်းမမှုအတွေ့စစ်တပ်ဘက်ကခေါ်နှံဦးကတော့အတိအသေးတိတ်ကုန်ကြပြီတဲ့နော် စစ်တပ်စစ်ကြောင်းဟာမြို့ပေါ်ကိုပြန်ဆုတ်ပြေးသွားကြတယ်လို့တရားရီခိုင်ပကပတရင်တာဝန်ခံရဲဘော်ဒီမွန်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ30ရက်နေ့ကစပြီးအုပ်ဖို့မြို့ပေါ်ကနေဂျိုကိုပင်ဂျေရွာဘတ်စစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖတ်စစ်တပ်ကိုတော်လန့်ရေးပူပေါင်းတပ်တွေကအော်တိုဘာလာ၁ရက်နေ့အထိလိုက်လံပိတ်ဆို့ကြားဖြတ်တိုက်ခိုက်မှုတွေ၄ချိန်ဇက်တိုက်ပြုလုပ်ခဲ့ရဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့ အဂျန်ဖတ်စစ်တပ်ဘက်ကခေါနာဦးကတော့အသေးသေးသိကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်အဲ့ဒီစစ်တပ်စစ်ကြောင်းဟာရှေ့ဆက်မတွေးရတော့ပဲအုပ်ဖို့မြို့ပေါ်ကိုပြန်ဆုတ်သွားကြတယ်လို့ဒါယာဝရီခိုင်ပကဖတ်တရင်တာဝန်ခံရဲဘော်ဒီမွန်ကပြောထားပါတယ်လက်ရှိဘကူတိုင်းဘက်မှာအဂျန်ဖတ်စစ်တပ်ကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကြောင်းထိုးဖို့လာလာလုပ်နေပြီမဲ့ဒေါ်လာရင်းတက်တွေနဲ့ထိတ်တိုက်တွေးပြီးဆိုတာနဲ့သူတို့စစ်တပ်စစ်ကြောင်းတွေပဲတိုက်ခိုက်ချေမှုန်းခံနေရပြီး အခုလိုမြို့ပေါ်ကိုပြန်ပြန်ဆုတ်ပြေးသွားကြတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်။တစ်ဖက်မှာတော့စကိုင်းတိုင်းရွှေဘိုမြို့မှာအကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးဟာအောင်မြေချမ်းမြေဖုံးကြီးကျောင်းအတွင်းကြောက်ရောက်ပောက်ကွဲပြီးကိုရင်ငယ်၃ပါးပြန်လုံလုံမှုသွားတဲ့အပြင်နောက်ထပ်၇ပါးကထိကိုက်ဒဏ်ရာရထားတယ်လို့ဒေတာကန်ပြည်သူတွေနဲ့ဖုံးကြီးကျောင်းရဲ့ပင်တိုင်းအလှရှင်တဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့အော်တိုဘားလ၂နှစ်ဖြစ်တဲ့မနေ့ကပဲရွှေဘိုမြို့နယ် တကနန်ချင်းရမှာအချက်ဖက်စစ်တနဲ့တော်လန်ရေးတပ်တွေအကြတိုက်ပွဲဖြစ်ပွားတဲ့အချိန်ရွှေဘုံမြို့ပေါ်ကညနာရုံမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးတစ်လုံးဟာအောင်မြေချမ်းမြေကျောင်းဝင်းအတွင်းနဲ့ကြောက်ရောက်ပောက်ကွဲသွားပြီးကိုရင်ငယ်သုံးပါးပြန်လုံတော်မူသွားတဲ့အပြင်နောက်ထပ်9ပါးကဒဏ်ရာတွေရရှိခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားတဲ့အပြင်အဲ့ဒီဘုံကြီးကျောင်းရဲ့ပင်တိုင်းအလှူရှင်တအုပ်ကလည်းပြောထားပါသေးတယ် ဒီပြစ်စင်နဲ့ပတ်သက်ပြီးအကျန်းဖတ်စစ်တပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းဝါရဖြန့်တဲ့င်းဇာတဲ့ကနေဒါဟာ PDF တွေပြစ်ခတ်မှုကြောင့်ကိုရင်တွေပြန်လုံတော်မူတယ်ဆိုပြီးမဟုတ်မမှန်လိန်လဲဝါရဖြန့်ပြီးတော့ထုတ်ပြန်ထားပါသေးတယ်ဒီကနေ့အော်တိုဘလ3ရက်နေ့မွန်လွဲပိုင်းမှာတော့အဲ့ဒီလိုအကျန်းဖတ်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြန်လုံတော်မူသွားရတဲ့ကိုရင်တွေကိုအောက်ရှစ်ကန်တုတ်တန်ပို့ဆောင်တဂျိုမာဖြစ်တယ်လို့လည်းသိရပါတယ်တဖက်မှာတော့အကျန်းဖတ်စစ်တပ်ဟာ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောဆိုနေပြီမဲ့လက်တွေ့မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဘုရားဇေဒီတွေဘုံကြီးเจ้าတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ပြီးဖျက်ဆီးနေုံနဲ့မကအခုလိုတန်ဃာတော်တွေကိုရင်တွေပါမချက်နှီးမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဖက်မှာလည်း မကွေးတိုင်းကပခုတ်ကူနဲ့ရေစကြိုမြို့နယ်အစမှာအချက်ဖတ်စစ်တပ်ကစစ်ကြောင်းထိုးမိရှုဖျက်ဆီးတာတွေလုပ်နေတဲ့အတွက်ကြေးရွာဆေးရွာကြောကပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။အဲ့ဒီအချက်ဖတ်စစ်တပ်စစ်ကြောင်းဟာစက်တင်ဘာလ20ရက်နေ့ကစပြီးပခုတ်ကူမြို့ပေါ်ကနေထွက်လာတဲ့စစ်ကြောင်းဖြစ်တယ်လို့ဆယ်ရက်ကြာကြာအခုရက်ပိုင်းအထိပခုတ်ကူနဲ့ရေစကြိုမြို့နယ်အစမှာဆက်လက်စစ်ကြောင်းထိုးပြီးတော့မိရှုဖျက်ဆီးတာတွေလုပ်နေတယ်ဆိုပါတယ်။ အဲ့ဒီအကြက်ဖက်စစ်တပ်စစ်ကြောင်းဟာဂျေရွာတွေဒဲကိုဝင်ပြီးဆိုရင်လေနေအိမ်တွေဒဲကပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူတဲဆောင်သွားကြပြီးစတေမလာ28ရက်နေ့ကဆိုရင်ပြည်အိုင်ဂျေရွာကထွက်ပြေးလို့မလွတ်တဲ့ပြည်သူနှစ်ဦးကိုလည်းဖမ်းဆီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့အဲ့ဒီပခုတ်ကူနဲ့ရေစုံမြို့နယ်အစပ်မှာရှိတဲ့ဂျေရွာဆယ်ရွာကျော်ကပြည်သူတွေဟာအကြက်ဖက်စစ်တပ်စစ်ကြောင်းနဲ့လွတ်ရာကိုလှည့်ပတ်တိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်တစ်ဖက်မှာတော့ ချမ်းဖတ်စစ်တရဲ့တရားမွေးအတုရောင်ရွေးကောက်ပွဲကိုတပိတ်မောက်ဆန့်ကျင်ရေးအပါအဝင်ဥတီချက်၃ရက်နဲ့ဆက်လက်တိုက်ပွဲဝင်မှာဖြစ်တယ်လို့အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCP ကအော်တိုဘောလာ၂ရက်နေမှာပဲထုတ်ပြန်ကြေညာလာပါတယ်။အဲ့ဒီဥတီချက်၃ရက်မှာလူတကောင်းဆောင်တော်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအရမစမှုတဲ့ဥပဒေဖြတ်သိမ်းရေးနဲ့တရားမွေးအတူရောက်ရွေးကောက်ပွဲကိုတပိတ်မောက်ဆန့်ကျင်ရေးလို့ဖြစ်တယ်လို့သိရပါတယ်။လက်ရှိ တရုတ်ကစပွန်ဆာလုပ်တဲ့ရွေးကောက်ပွဲအတူကြီးနဲ့ထွက်ပေါက်ရှာနေတဲ့စစ်အုပ်စုကိုလူလူအားနဲ့ပါစန့်ကျင်တိုက်ဖြတ်ရမှာဖြစ်ပြီးလူမမဲကလေးကအစားအသက်အကြီးဆုံးအမေအိုကြီးအထိနိုင်ငံရေးအကျဉ်းသားတောင်းချီကိုထောင်ထဲထည့်ပြီးလှုပ်ဆောင်မဲ့သူတို့စစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲနဲ့လူငယ်လူရွယ်မှန်သမျှကိုအာရမဖန်စီအသေးခံခိုင်းပြီးမဲအောင်လိုက်အာနာတီမျက်ရည်အတွက်လှုပ်ဆောင်မဲ့အတူယောင်ရွေးကောက်ပွဲကိုနှီးမျိုးစုံနဲ့စန့်ကျင်တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့လည်း GSCB ရဲ့ကြေညာချက်မှာဖော်ပြထားပါသေးတယ်ခင်ဗျ။တီတာယူမွန်မြင်းကျန်မှာရှိတဲ့ဖြူခေါင်းဆောင်ဖြူပွဲခေါင်းဆောင်တီတာယူမွန်ကဘုံမိုက်ခဲတို့အဖွဲ့ကိုလိုက်တိုက်တာဘုံမွက်ခဲတို့ကခွေးလိုပြေးတာဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်မနေ့ကတော့ဘုံမိုက်ခဲကိုဗီဒီယိုကောနဲ့လှမ်းခေါ်ပြီးစကားပြောတယ်။ဘုံမိုက်ခဲကဒူးလေးချိန်ပြီးတော့လက်ဖိတ်တောက်လိုက်ကြတယ်။ကျွန်တော်အရှိမဘုံမိုက်ခဲရဲ့စကားပြောတဲ့ဗီဒီယိုဖိုင်ကိုတင်ထားတာတွေ့ပြီနော်။အခုအဲ့ဒီကြော်စိုးဘာပြောခဲ့တယ်ပြန်ကြည့်ပါလိုက်နော်ဒီကောင်ဒီဘလောက်ထိပောက်ပန်းလေးစေဗျံပတာပြောလဲဆိုတာ အဲ့ဒါမြင်အောင်ပြရတယ်ကျွန်တော်ပြပြပေးချင်ပါလေဒါတော့ကျွန်တော်တို့ဒီလဘကအတိုင်းမူအဲ့တော့လဘကအတိုင်းမူကိုကျွန်တော်တို့ဂုံပြူချောင်းပါလဘကအတိုင်းမူဂုံပြူချောင်းပါအဲ့တော့ခင်ဗျားတို့ကမေးပါလိမ့်မယ်ဒါကျော်စိုးကတော့လဘကအတိုင်းမူဘောမတယ်လို့ခင်ဗျားတို့ပြောချင်ပြောပါလေအဲ့တော့လက်ရှိဒီလဘဒုညမပြောခင်သူ့သူအရင်ကြိုပြောတာလဘကအတိုင်းမူရဲ့ဒါ ဒါကျွန်တော်တို့စာအုပ်ချက်ကိုကျွန်တော်ကွန်ပျူတာအခြေတွေပါအဲ့လိုပါပဲကျွန်တော်တို့ကအခြားတိုင်းမှုတွေကိုကျွန်တော်ကြံခဲ့မယ်လို့ဟိုခြံထားခဲ့တာမဟုတ်ပါဘူးအခြားတိုင်းမှုတွေလည်းလုံးတိလုံးတိုင်းတွေရောယူဖို့မှာပါတယ်သူကလက်လက်ပါကတိမှုတွေရောမှာမဟုတ်အခြားတိုင်းမှုတွေလည်းမမှောက်ဘူးမထင်ပါနဲ့ကျွန်တော်အကုန်မှာပါတယ်ဘယ်လာလာဘယ်တိုင်းမှုလာလာမှာပါတယ်ဘယ်အဖလာလာမှာပါတယ်အဲ့လိုမျိုးမလားဟုတ်မလားတရားတွေလုပ်နေပါတယ်ကျွန်တော်တို့ဒါလုပ်တဲ့အရာတွေအားလုံးလည်းကျွန်တော်တောက်လျှောက်သူရဲ့စက်တိုင်းလည်းကျွန်တော်တောက်လျှောက်တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကတော့ကျွန်တော်လာပါကတိုင်းမှုကျွန်တော်ဂုံပြူချောင်းတင်ပြပါလိမ့်မယ်ဒါတော့ကျွန်တော်တို့အမြင့်ချပြုံးတယ် ညောင်ပင်စာပြကြေးွာအဲ့ဒီကြေးွာမှာရှိတဲ့အကြမ်းမအုပ်စုရဲ့စကန်ကိုတပ်မတော်နဲ့တပ်မတော်ကျွန်တော်ဒေါ်သီယာရုံမှုဥဆောင်တဲ့ပြည်သူစစ်တပ်ဖွဲ့တွေတော့ရောက်ရှင်းလင်းပါလေအဲ့ဒီနေရာကကျွန်တော်တို့အေအာရီမြေကမ်းပေးဖြစ်တယ်ဒေါ်သီယာပြည်နေမန္လေးတိုင်းနဲ့ဒေချာနားအောင်လို့တူပြောတဲ့ပုံမကွေးတိုင်းရဲ့ကြားမှာတရှိတဲ့နေရာတနည်းအားဖြင့်အဲ့ဒီအရာတွေဆက်သွားမယ်ဆိုတော့ကျွန်တော်တို့အဲ ARI ARI မြေရှိဒေတာရောက်တယ်မြေရှိဒေတာအချမ်းချက်နှမြေချက်နှမြေကလည်းဆင်လာရနေရ ARI မြေကလည်းဆင်လာရနေရအဲ့မှာကျွန်တော်မြေစုံရှိတယ်အဲ့ဒီ area ကိုရောက်ပါတယ်တက်တက်ထွက်မယ်ဆိုရင်ကျွန်တော်တို့ပကုတ်ကူရေစိုးလမ်းမကိုရောက်ပါတယ်တနည်းအားဖြင့်ကျွန်တော်ပခန့်ကြီးအင်းကြီးကိုရောက်ပါတယ် မခန့်ရည်မျိုးရပါတယ်အဲ့ဒီနေရာကိုကျွန်တော်တို့ဒါဒါလုံလုံပြူအောင်ဆက်ကြောက်လေတော့ရရှင်းလင်းပါတယ်ကျွန်တော်တို့ရှင်းပါတယ်ဒေါ်စီယာယူမွေရဲ့ရည်တိချက်ကိုကျွန်တော်တို့ဂုံပြပါတယ်ဂုံပြပါတယ်ဂုံပြပါတယ်တကယ်တော်လည်းပြောလို့မပြပါအဲလက်ဘကတိုင်းမှုကိုဖုံးမှလဲဆိုတော့တီတာယူမွေကျတော့ဘာမှလာတယ်ကျော်စုပ်ဘာမှတကယ်ကိုတော်တယ်ပြောသူမျိုးပါအဲ့တော့ဒေါ်စီယာယူမွေတော့ဒီမိုက်ခဲတော့အုပ်စုကိုသူကတော့စိတ်ခေါ်လိုက်တယ်ဗျာအဲ့ဒေါ်စီယာယူမွေရဲ့ပြောဆိုမှုကိုကျွန်တော်ပြပါအောင်မယ်ဒေါ်ဒီယာယူမွန်ကကျွန်တော်တို့ဒီညောင်ပင်ဆန္ဒကြွက်ကိုထိ ंछ ုပ်ပြရတဲ့နောက်ပိုင်းမှာသူပြောခဲ့တဲ့အခြေအနေပါ ောင်းမင်းသားရောက်ပြီရောင်းမင်းသားရောက်ပြီရောင်းနေကိုညက်ရောင်းနေသေသေးလေးကိုညက်မြင်းရပြည်စည်းခွဲရောက်ပြီတော့မင်းတို့ပဲပါခမကန်ကြော်ခဲ့တော့ခွာဒါပါတော့ဒါပါကြီးတော့ဒါပါကြီးတော့ဒါပါကြီးတော့ရောင်းမင်းသားလာမလာမဘယ်လာမတော့စင်းရင်လာနေဒီကိုညက်မြားတော့2000ပြည့်တော့မှာတော့ပေးတတ်သွားပြီညညအခုကျွန်တော်ဝင်လိုက်ကွာကိုညက်မြားဘူးပါကိုညက်လည်းကိုညက်ကြီးလားကိုညက်ကိုညကမိုက်ထဲကိုပြောတာတရားရမယ်တရားရမယ်တရားဖျားဖို့တုံးလို့တရားဖို့တုံးလို့ ဆက်ထုတ်ခဲ့ပါမိုက်ခဲ့မတွေ့ဘူးတော့မင်းတစ္ဆာပေါက်မင်းမင်းတစ္ဆာပေါက်လဲပွဲဦးမလားဆက်ထုတ်ဆရာတို့ချင်းနေပွဲမလာဘူးဆိုတော့တီတာယုမြင်းချံမှာတီတာယုကိုနာမည်ကြီးတယ်ဆိုတာမြင်းချံနယ်သားတွေအားလုံးသိပါတယ်။ဘာနာမည်ကြီးလဲဆိုတော့တီတာယုမအိမ်မှာတီတာယုမအိမ်မှာတီတာယုမအိမ်မှာစစ်တပ်နဲ့အထိုင်ချပြီးတော့ ဂျမ်ပါတွေခံပြီးတော့တီတာယူမောင်တို့အခေါင်းထဲမှာတူနေတာအဲ့ဒီနယ်မှာရှိတဲ့ပြူခွေးတွေကိုလက်နက်တွေတပ်ဆင်ပေးပြီးတော့စစ်တောင်းထိုးခိုင်းတယ်စစ်တောင်းထိုးလို့စစ်တောင်းထိုးလို့တိုက်ပွဲတွေဖြစ်လို့ရှိရင်ကျွန်တော်မအားလို့နော်ဒီမှာခဏလေးပြီးမှပြန်ခေါ်ပေးပါဒီမှာရနေဗီဒီယိုရိုက်နေလို့ပါစစ်တောင်းထိုးလို့တိုက်ပွဲတွေဖြစ်လို့ရှိရင်ဘာပြလို့လဲဆိုတော့ तू ကအိမ်ကနေညွှန်ကြားတယ် အဲ့ဒီမှာတိုက်ပွဲဖြစ်လို့ပြီးသွားပြီသူတို့ဘက်ကအချင်းကြီးကောင်းတဲ့ပွဲဆိုရင်တီလာယူမွန်ကားနဲ့ဆင်းလာပြီးတော့အမ်ဓာတ်ပုံရိုက်တယ်အခုအွက်အခုအွက်နော်ဘာဖြစ်လို့ကျွန်တော်အဲ့ဒီစကားကိုပြောရတာလဲစက်နားထောင်ကြီးကြော်စိုးဘာပြောမလဲလို့နော်နားထောင်ကြီးဒါဘုံမိုက်ကကျွန်တော်ဆက်ွက်ထားတဲ့ပြောထားတဲ့ဗီဒီယိုဖိုင်ရှေ့မှာတင်ထားရနော်ကြည့်ပြီးသားသူတွေတွေ့လိမ့်မယ်ဟုတ်လားဒါဒေါ်တီလာယူမွန်တော့ဗျာကျွန်တော်တို့ညောင်ပင်ဆံပြာကြည့်ရောက်ကိုထိချုပ်ပြီးတဲ့နောက်ပိုင်းမှာဒါဒီမိုက်ကကိုရှာလို့မတွေ့ဘူးဒေါ်တီလာယူမွန်လည်းပြောတာရှင်းရှင်းလေးပဲ ခင်ဗျားဒီမြင်းညာဒေတာမှာလောက်ရှားတဲ့ PDF တွေဆိုရင်ခေါင်းဆောင်ပိုင်းဆိုရင်အရှင်မယူအသေးပဲဒီမှာအသေးပဲလက်ရှိလက်ခင်ဗျားအိမ်မှာညောင်ပင်ဆိုင်ပြကြောက်ကိုကြောက်မှာရှိခဲ့ဒီ Michael အုပ်စုစကန်အောင်သွားရှင်းတယ်ရှင်းတဲ့ခင်ဗျား Michael ကိုခွေးပြပြတာခင်ဗျားအားလေကြီးကျယ်တာခင်ဗျားအားလေအဲ့မှာရှောက်ကြောနေရမယ်ခင်ဗျားဒီပြည်သူစစ်နဲ့ခင်ဗျားတမောက်စစ်ကြောင်းလေခွေးပြပြတာဗျာခွေးလို့ပြတာခင်ဗျားအားလေဖုံထအောင်ပြတာ Michael တို့ပါတော့လောက်ရှားမှာဖုံထအောင်ဒါမင်းမင်း support မဟုတ်ဘူးတိလာမိုးရင်းပဲကြီးဘယ်နေရာဖုံထတယ်ဟမ်ဒါကြော်စိုးအမေလေဘွက်မဟုတ်ဘူးဖုံထအောင်တိလား မင်းမေလက်ခွက်ကတော့သူ့ရဲ့နွားတက်မောင်းထားတာပုံထနေမှာပဲပြောစို့တိလာမင်းစကားပြောလိုက်လေရုပ်တိဗေဒတခုမှရှိတဲ့စကားကိုပြောတယ်မင်းကတကက်ပေါက်ပန်း40အောက်တန်းစားဟမ်ပုံထအောင်အခုကຫນွေဘက်လားမိုးရွေးဘက်လားအေးမင်းမေလက်ခွက်ဆိုရင်တော့ပုံထိုင်ထားမယ်ပြောလို့မရဘူးနော်ဘာဖြစ်လို့လဲမင်းမေလက်ခွက်ကသူ့ရဲ့နွားဝင်ကျုံနေတာကိုဟုတ်တယ်မလားအေးအဲ့ဒါပဲနော်ကောင်းလိုက်တော့ဟမ်ပိုက်ခဲလို့ပါတော့စစ်တိုက်တာမင်းတို့ကခွက်ခောက်ပြီးစစ်တိုက်လို့ရမယ်ထင်တာဟုတ်စစ်တိုက်တာခွက်ခောက်ပြီးစစ်တိုက်လို့မရဘူး ခွက်ခေါက်ပြီးမျိုးလိန်စားလို့မရမယ်စစ်တိုက်လို့မရဘူးနော်စစ်တိုက်လို့မရဘူးအဲ့တော့ဒေါ်သီယာယူမုံနဲ့ဒေါ်သီယာယူမုံကတော့အဲ့ဒီဒေသမှာတောက်ချောက်တရောလုံးပြင်းနေတောက်ချောက်ပြင်းနေတယ်အဲ့အဲ့ဒီဒေသရဲ့အားတဲ့ကြက်ကဒေါ်သီယာယူမုံတို့ကကျွန်တော်တို့ဒီမြင်းညံဒေသပေါ့မြင်းညံတရောလုံးကိုသူတို့ကထုံးလို့မွေခြေလုံးနောက်နောက်နေပုံကိုယ်တွေဘယ်နေရာမှာဘယ်ဘယ်ပေါက်ကနေဒီကောင်တွေတက်ဘယ်ပေါက်ကနေပိတ်မယ်ဆိုတာသိတယ်ဘယ်နေရာမှာဘယ်ကောင်ဥဆောင်နေဘယ်ကောင်ကဥဆောင်နေအဲ့ဒီကောင်ဘယ်ကနေကောင်အကုန်သိတယ်အကုန်သိတယ် အဲ့တော့အဲ့ဒါလေကျွန်တော်ဒီဒေါသီယာယီမှုရဲ့နည်းမြေကျွမ်းကျင်မှုတိုက်ခိုက်ခိုင်ကောင်းကောင်းမှုတက်မလို့လေကျွန်တော်တို့ဒီဒေါသီယာယီမှုပြည်သူစစ်ပူပေါင်းပြီးရှင်းတော့အငုတ်ငုတ်ပါချွတ်တာပေါ့ဗျာအငုတ်ပါချွတ်တယ်အဲ့တော့နောက်တဲ့အခြေအနေတခုအဲ့ဒါကိုပြောချင်တာနော်ဖုံထအောင်ပြီးတယ်အငုတ်ပါချွတ်တယ်ဆိုလက်ရှိမြင်းကြံမာတယ် PDF တွေဘလို့နေလဲကြားမဲတော့ဗိုလ်တိုက်ကားအဖွဲ့မင်းကကျွန်တော်ဗီဒီယိုဖုန်းခေါ်တဲ့အချိန်မှာကျွန်တော် screen recorder ကိုယူထားတော့ဟိုဟာ screen recorder ကမပါလိုက်တဲ့အတွက်ဘုံမိုက်ကအတန်မဲပါလိုက်တယ်အဲ့မှာကျွန်တော်အရှိမဗီဒီယိုဖိုင်တင်ထားတယ်ဝင်ကြည့်လိုက်အရှိဗီဒီယိုဖိုင်မှာ တီတန်ယူမွန်ကနယ်မြေလဲကျွမ်းတယ်စစ်တပ်နဲ့ပေါင်းပြီးတော့အကုန်လုံးကိုရှင်းနေဆိုရင်အဲ့ဒီဘုံမိုက်ခဲလို့ကိုယ်အဲ့ဒီမြင်းကြံမှာဒူးနံပြီးနေလို့ရမလားမမုံစင်းစားလက်တွေ့ကြကြပဲစင်းစားဇီရိုပြောက်ကြကိုတက်ကြီးတို့အဖွဲဒါ లైన్ ပေါ်မှာလူတိများတဲ့အဖွဲတွေနှစ်ဖွဲနော်တောင်တောင် లైన్ ပေါ်မှာနာမည်မထက်တဲ့ဖွဲတွေတဘုံရှိသေးတယ်တီတန်ယူမွန်အဲ့ဒါလောက်အားကောင်းနေလို့ရှိရင်အဲ့ဒါလောက်သူပြောသလိုနယ်မြေတွေကိုရှင်းလင်းအဲ့ဒီအဖွဲတွေကအဲ့ဒီမြင်းကြံထဲမှာနေလို့ရမလား အခုလက်ရှိမြေကြမှာ PDF ဘဏ္ဍဖွဲ့ရက်တီးဘဏ္ဍဖွဲ့လှုပ်ရှားနေတယ်အဲ့ဒါဘာကြောင့်လဲသူပြောသလိုတကယ်တည်တာယူမောကဒီနယ်မြေတို့ဘယ်ရထွက်တယ်ဘယ်ရဝင်တယ်နယ်မြေတို့အကုန်လုံးကျွမ်းတယ်စစ်တပ်နဲ့နဲ့ပေါင်းပြီးတော့တည်တာယူမောကအမောက်ချင်းနေတယ်အငောက်ပါမကြံဘူးတဲ့သူပြောရတာနော်သူ့ဖေးအငောက်လားတော့မတည်ဘူးနော်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားနော်သူ့စကားကိုကျွန်တော်ဖြစ်တယ်မဖြစ်ဘူးပြောတော့ဒီဗီဒီယိုကကြည့်တဲ့လူတွေပဲကိုယ့်ကိုစဉ်းစားဆုံးဖြတ်နော်သူပြောတယ်အငောက်ပါမကြံဘူးဆိုအဲ့ဒီကိုတက်ကြီးတို့ နော်ဘုံမိုက်ခဲတို့ဒီယနေ့ကြားမဲတို့ဖွဲ့နော်ဒူးနံပြီးနေပြအကြောင်းမရှိဘူးမနေ့ကကျွန်တော်သူ့ဒီဗီဒီယိုဖိုင်ကိုတွေ့လို့0ပြောက်ကြပြောမယ် sorry မိညာဘလက်တိုက်ကအဖွဲ့ခေါင်းဆောင်ဘုံမိုက်ခဲကိုကျွန်တော်ဗီဒီယိုကောလမ်းခေါ်တယ်အကိုကြီးတဲ့စီဝင်းတက်တာနဲ့အခြားကိစ္စတွေကိုကြီးတို့တင်းကောင်းကြားမှာမကူနဲ့တဲ့အဲကျွန်တော်တို့တဲ့အဲ့ကောင်ပြောတဲ့စကားဘာပြောအဲ့ကောင်လေးပြောတဲ့စကားဘာပြောတိလားကျွန်တော်တို့အလုပ်တွေများပြီး pressure တွေများပြီးအားတွေများပြီးစိတ်ညစ်နေရင်တဲ့ ကျော်စိုးဦးတို့ဗီဒီယိုဖိုင်ကိုဖွင့်ကြည့်လိုက်တယ်တဲ့အဲ့ဒါဆိုရင်ကျွန်တော်စိတ်တွေပါလေဟိုပင်ပန်းတာပြောက်သွားကိုကြီးတဲ့နော်ဒီကောင်တွေကကျွန်တော်အိတ်စင်ပဲထားတာတဲ့သိကျော်စိုးဦးမင်းတေအမတိလားမစ္စတာပိုင်လဲတေလို့ရတယ်စတိုင်းရဲ့မုံမတင်တဲ့ဒီကွာမင်းကျန်ဘုံမိုင်ကဲတို့အဖွဲ့တွေကတီတာရုပ်မွန်စော်နေတယ်ဘာဖြစ်လဲတော့ဆိုရပြီလေအဲ့လောက်ဆိုရင်မင်းကိုအားပေးတဲ့လူတွေအော်အေးစော်နေတယ်ပေါ့မင်းတို့ဘက်ကလူတွေရတယ်အားပေးနိုင်အခုဟာမင်းကဖုံထအောင်ပြေးတာအငုတ်ပါမကြံတော့ဘူးဆိုတော့အမလီထောင်နေတဲ့ ဘုံမိုက်ခဲတို့အဖွဲ့ရပါတယ်မင်းမဲ့လေးနေတာဟမ်စားလာခရစ်တော်စကားတစ်လုံးဟာပညာမဲ့အောက်စကားတစ်လုံးဟာပညာမဲ့အောက်တန်းစားတယ်ဆိုတော့နော်ဘလို့လဲဆိုတော့အဲ့ဒါအဖြေပဲမင်းတို့ပြောတဲ့စကားကနေမင်းတို့အဖြေပေါ်တာတိလားကြည့်ဝါအဲ့ဒါနောက်တစ်ချိန်တကွာကျွန်တော်ဝမ်းတွေမြို့နယ်နဘက်ကရွာအဲ့နဘက်ဘက်ရွာမှာရှိတဲ့အချမ်းမဲ့အုပ်စုတွေကိုဒါလုံချုံလုံချုံရေးပူပေါင်းဖွဲ့တွေကဖော်ထုတ်နိုင်ခဲ့တယ်ဖော်ထုတ်နိုင်ခဲ့တော့အဲ့မှာကျွန်တော်အချမ်းမဲ့အုပ်စုတွေအရှင်လဲရတယ် အရှင်ရပြအရှင်ရပြဒါလည်းမလားဆိုမဟုတ်သေးဘူးမဟုတ်သေးဘူး rival 68လည်းရတယ်ခင်ဗျာ68လည်းနေတော့မဟုတ်ဘူး68လည်းကိုခင်ဗျာတလက်ကို350တွက်လိုက်တိုင်းပေါင်းအများကြီးကိုဖောက်ထုတ်နိုင်ခဲ့တာဒီလက်နက်တံမှုတဲ့လူတွေကအတံပေါ်ပိုးပြီးကြီးတာပါဗျာအော် rival 65လည်းပုံတော့မတွေ့ဘူးနော်ကဲသူပြောရတယ်ပဲထားရထားပေးလိုက်65လည်းရတာအများကြီးပေါ့အဲ့ဒါဆိုရင်နော်မင်းတို့စကန်းတွေကတိမ့်တိမ့်ပြီးကားတွေနဲ့တိုက်ထုတ်တဲ့လက်နက်တွေလက်နက်ကြီးတွေအာအဲ့ဒါတွေကတော့ဘယ်လိုတွက်မလဲအဲ့ဒါဆိုဟမ်မဟုတ်ဒီကောင်တွေလေ အခုကျွန်တော်တို့တော်လန်ရေးဘက်အချမ်းစခန်းတွေတိန်းတယ်လို့လားသူတို့ဘက်မှာအနိုင်ရရင်သူတို့ဘလို့တွေပြောမလဲမသိဘူးနော်အကောင့်ပြောတာအဲ့ဒါဆိုရင်ဒီကောင်တွေဘလို့ပြောမလဲကျွန်တော်စဉ်းအောင်မစဉ်းစားတတ်တော့ဟမ်နိုင်ငံရဲ့ကြီးရည်လေးတက်မတော်ကြီးခင်မီလက်နဲ့အပြည့်စုံရှိတဲ့တက်မတော်အဲ့ဒီတက်မတော်ကိုနော်စစ်တီအင်အားငါးတိန်းနဲ့နော်အကောင်အပြည့်စုံတိုင်းပြည်ရဲ့ဗန္နံငွေအပြည့်စုံအဲ့လိုရှိတဲ့တက်မတော်ကိုမောင်းပိုင်းစီးပြီးတော့လက်ပလာပဲရှိတဲ့ပြည်သူကိုအာဏာသိမ်းတာ ငါးနှစ်ရှိသွားပြီမအောင်မြင်တဲ့ပြင်တပြင်းပြင်းနဲ့စုပ်ယုပ်လာတာဒါစစ်ရေးရနိုင်ငံကတန်တမာဟိမပြောထဲ့မပြောတော့ဘူးအဲ့လိုအခြေအနေမှာတော့ဒီကောင်တွေကဒီလိုဖြစ်အောင်လို့ကြွားလုံးထုတ်ပြီးပြောရဲတယ်ဆိုရင်သူတို့ဘက်ကကျွန်တော်တို့အခုစကမ်းတွေတိမ့်လို့စစ်ပွဲတွေအလေးဝင်တယ်လို့ဒီလိုမျိုးဖြစ်နေဘယ်လိုပြောမလဲမသိဘူးဒီကောင်တွေပေါ့တကယ်လောကမှာဒီလိုလူတွေရှိတယ်ပေါ့လေ ဟာကျွန်တော်တော့လေတရားကြတယ်အခုမင်းအောင်နိုင်ကြည့်ဟိုတနေ့ကျွန်တော်ကိုယ့်အကိုတယောက်တစ်ပါးမင်းအောင်နိုင်ပုံကြည့်နေဒီသူ့ဩဒါကာကွယ်ဦးစီးချုပ်ကစစ်တပ်မှာအမြင့်ဆုံးယာတူးပေါ့နော်ကျွန်တော်ကြည့်ရင်သူ့ပခုံးကယာတူးကိုယ့်ကိုမေးတယ်မင်းဒီလိုယာတူးတွေໃຫຍ່မြူမလားဆိုတော့အရင်အချိန်ကတော့မမောခဲ့တယ်လေ DSC ဆိုတာဟုတ်တယ်နော်အားလုံးမမောပါပဲဒီအချိန်မှာဖះဆိုးရပါသေးရဲ့မင်းအောင်နိုင်ယာတူးမျိုးယူမင်းရနေမင်းအောင်နိုင်နေအောင်မင်းယူရမလားမမမောဘူးကျွန်တော်ယူလည်းမယူကြည့်လို့ အဲတခုရှိတယ်တိုင်းပြည်ကိုပြန်လဲကယ်တင်ဖို့အတွက်အဲ့ဒီယာဒူမဖြစ်မနေမီးယူရမယ်ဆိုတဲ့ဟာမျိုးတိုင်းပြည်အတွက်ဆိုတဲ့ဟာမျိုးဆိုရင်လည်းယူမယ်ကိုယ့်အတွက်အဲ့ဒီယာဒူကိုယူမလားဆို sorry ပဲယွန်စရာကြီးလို့ဖြစ်နေတယ်ကျွန်တော်မျက်လုံးထဲမှာအဲ့ဒီကာဝဲဦးစီးချုပ်တဲ့အပွင့်နေဘားတွေဟာလေတီးညိုစရာလေးစားစရာတန်ဖိုးထားစရာအမြင်မမြင်ပဲနဲ့တကက်အောက်တန်းစားယွန်စရာကြီးအဆင့်လို့ကျွန်တော်မြင်ရတယ်ကျွန်တော်ရဲ့ channel ကိုနှစ်သက်တယ်ဆိုရင် like and subscribe ကိုပြခဲ့ဖို့လည်းမေ့ကြပါနဲ့ကြည့်ရှုပေးတဲ့သူတိုင်းကိုလည်း ကျေးဇူးတင်ကြောင်းထပ်လောင်းတက်မှတ်ပြီးပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်။